ပါတီတွေရှိတယ်ကိုကိုကြီးတို့ပါတီတွေဥမာတခုတော့ပါတီတွေအများကြီးပါမသိဘူးဟမ်အဆောက်ခေါ်ဆောင်တော့လာပြီးတော့မှပြောလိုက်သေးတယ်ဘယ်မီဒီယာမှမတွေ့ဘူးလို့ပါလို့ကိုတူလူတာပဲအတွမပုတ်ခတ်စရာမလိုဘူးကိုလို့ကိုလို့ရမှာစောက်တက်ကြီးပြီးအချိန်မရှိတဲ့အဲ့ဒီတန်ခိုင်ကဘယ်ကြီးတပူလဲရှိသေးတယ်ရှင်းလားစောက်တက်ကြီးပြီးအချိန်မရှိဘူးစောက်ဘယ်ကြီးရဟမ်မီဒီယာ တွေမတွေ့ပါဘူးဘယ်တော့မှဒီနိုင်ငံဒီလိုလူတွေတိုင်းပြည်အုပ်ချုပ်လို့မရဘူးအဲ့ဒီတက်ကရေးမှာတေချင်းသောနဲ့တေမဲ့စောက်တက်ကြီးပြီးအချိန်မရှိတဲ့ဘဲတွေကိုရှိသေးတယ်ဟိုတည်းကလည်းကျွန်တော်ကြည့်လိုက်ရတယ်ဒါပေမဲ့ကျွန်တော်ဒီကြောင်းကိုပြောနေတာမဟုတ်ဘူးနော်ဖဲမီဒီယာတွေတွေ့တယ်တဲ့ကျွန်တော်တို့ကမီဒီယာသမားမဟုတ်ဘူးနော်ကျွန်တော်ကစပီကာသမားအော်တဲ့တဲ့အရာကိုကျွန်တော်အော်မှာကိုလူကြီးကြီးတာလူစမ်းပါ ကော့ပြည်သူလူထုကဒုက္ခရောက်နေကြုံလူသားမှာမီဒီယာကိုမပုတ်ခတ်ပါနဲ့။နော်။ဂျုံမျိုးမင်းတို့ကြော်စိုးဦးတို့ခုမီဒီယာဆိုရင်နောက်တော်လေးတို့ကျွန်တော်တို့သိလား။နော်။ဘာလို့ဟာရွှေတန်းစင်းလား။မတူလေ။အဲ့အကိုကြီး။ဟာသူလိုလေသူတို့တက်နိုင်တဲ့ဘက်ကနေတိုင်းပြည်တို့တောင်းဝင်ဓာတ်ဆောင်နေတာပဲ။အဲ့တော့အဲ့ကြက်နိုင်ကြီးကတေဂါကြီးစောက်ဖိုးကြီးလား။အဲ့ဘဲကြီးလည်းပြောနေတာနာမည်တပည့်ကိုပြောနေတာ။နော်။မီဒီယာတွေမတွေ့ဘူးလေလူလာတန်းလာတယ်။ သူကအဖွဲ့အစည်းနဲ့နေရာမဟုတ်ဘူးလေပြီးပဲဆိုပြီးပဲမီဒီယာပေါ့ NB News ဆို NB News နေရာမီဒီယာပေါ့ခင်ဗျားတို့အဖွဲ့အစည်းလုပ်တဲ့လူတော်ကနေရာတိုင်းကိုလိုက်လုပ်နိုင်လားမြန်မာပြည်မှာခင်ဗျားအချင်းချင်းတိုက်ခိုက်တာစောင့်ရမ်းရှင်းတာလေဟုတ်ကျွန်တော်လည်းလာပြီးတော့ဟိုတလောကတိုက်ခိုက်တာနော်အဲအကောင့်ပိုင်းကြီးတွေမိုင်းဝေတို့ကိုတက်တို့နော်ကာနယ်ကြီးတွေဗာလဲဗာတယောက်ကတိုက်စီရပုံမှုလို့တယောက်ကရန်ကုန်တိုင်းကာနယ်ကြီးတို့ကြီးတယ် ။ကောင်းချီတယ်လို့ပြောလိုက်မယ်။စော်ဘွေးလို့လို့စောက်ခွက်ပြပြီးသွား။စောက်ခွက်ပြပြီးလို့စော်ဘွေးတော့အဲ့လိုကောပြောကြည့်တာပေါ့ကြုံလို့ကြုံလို့ပြောကြတာ။စကားဆိုတော့ကြုံတဲ့အချိန်မှာပဲပြောလို့ရတယ်။ဟမ်မီဒီယာတွေထွက်မလာပါဘူးလေ။ကိုယ့်ဘက်ကိုလှူပါပြည်သူလူထုကိုသူများကိုပုတ်ခတ်ပါနဲ့။နော်ကျွန်တော်တို့ကနယူးစတာစကိုင်းနဲ့မန္တလေးလမ်းအမရပူရမှန်တမ်းရပ်ကွက်ပါ။မှန်တမ်းရပ်ကွက်တစ်ဆယ်အားမသိဘူးကျွန်တော်။အဲ့ဒီနေရာမှာကျွန်တော်အမျိုးလည်းမရှိဘူး။ကျွန်တော်ဖေဖေကြီးကိုမှတော့လည်းမရှိဘူး။မန္တလေးမြို့ဆိုတာတည်တဲ့တိုင်း တော်စုကြည်ကိုအားပေးထောက်ခံဝေးရံတဲ့လူများတဲ့နေရာတော့အဲ့ဒီနေရာကိုမြန်မာနိုင်ငံအလံဝစ်ပြီးတော့အမဲရောင်ဝန်းဆက်တဲ့လွေကအမဲရောင်တက်ထားတဲ့မြန်မာအမဲတဲ့မြန်မာနိုင်ငံဒုနိုင်ငံသားတွေဖြစ်တဲ့အတွက်ဒီငလီပေးမှာဝန်ထဲချင်းအထိမ့်မှတ်တဲ့အမဲရောင်ဝန်းဆက်ဝစ်ထားပြီးတော့မြန်မာနိုင်ငံအလံကိုတက်ထားတာခမားတို့ကိုဂျုံအောင်ပြလိုက်မယ်ကျုပ်အိမ်မှာကျုပ်ဘလို့ဆူတောင်းနေတယ်ခမားတို့ကြည့်လို့ရလားကျုပ်ပြပေးမယ် ုတ်မြန်မာနိုင်ငံပေါ်မှာကျုပ်ဘလောက်ချစ်တယ်ဆိုတာပြောပြပေးမယ်။နော်။အဲဒါလူတွေကကိုယ့်အလုပ်ကိုလုပ်ကြရင်ကောင်းတယ်။ဒီမှာကြီးကျွန်တော်အိမ်မှာကျွန်တော်မလုပ်တာလည်းပြတယ်။ဒါကကျွန်တော်ငယ်ငယ်တည်းကကျွန်တော်မိဘကျွန်တော်မွေးရခိုးဝင်လာတဲ့ဒါကျွန်တော်ရဲ့ဘုရားကျောင်းတော်ပေါ့နော်ဘုရားလေးဒါကတိမ်ဝင်ထားတဲ့ကျွန်တော်ရောက်ခမှာ နှုတ်ပေးထားတဲ့ဖခင်လေးဒီဥစ္စာမြန်မာနိုင်ငံအလံမြန်မာနိုင်ငံအလံတော့ဒီမှာကြည့်ကြလားဒါကျွန်တော်ရဲ့ဖခင်ဆောင်ကမခံတာဘူးရိုးချင်တယ်ကျွန်တော်အဖေမေမွေးတော့ကကျွန်တော်ကိုပေးထားတဲ့ဖခင်ဆီလူတော်လေးဒါရောကမပေးထားတာဒီမှာအောင်တဒီသူအောင်တဒီကတ်ထားတယ်ဒီမှာအောင်တဒီကတ်ထားတယ်ဒါပြဇာပြဇာဝိကီငါပါဒီမှာမြန်မာနိုင်ငံတော်အလံဟုတ်ပြီနော်ဒါမြန်မာနိုင်ငံတော်အ မာနိုင်ငံတော်အလံဟိုးကျွန်တော်ဘုရားမှာဘာလို့သွားအဲ့လိုခင်းလာရလဲဆိုတာမြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေဆိုတဲ့စိတ်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံကတော့မြန်မာနိုင်ငံကိုကိုသားပြုတာဒီအလံကိုသားပြုတာနော်ဒီအလံရဲ့အောက်မှာဘာသာကျွန်တော်တို့ဘာသာတရားတွေရဲ့အောက်မှာဒီအလံရှိတယ်ဒီအလံနိုင်ငံကိုသားပြုတဲ့အလံဒီမြန်မာနိုင်ငံကျွန်တော်ရဲ့အတွေးကိုအယူဆကကလေးဆိုင်ဆန်လေးတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအလံကိုဘုရားရှင်အောက်မှာခင်းပြီးတော့မှာ မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေဆိုတဲ့ဆုကိုကျွန်တော်ကတောင်းလိုက်